ီနေ့ကတော့ကြက်နီမှကြက်သားတောက်ထိုးအစိပ်ပိုင်းဆောင်ကိုအခုလိုဘန်းလိုက်ကြီးခင်းချင်းသားပြီးဟင်းရဲကိုလည်းတရုတ်နဲ့နဲ့ငရုတ်သီးစင်းလေးပါရောထဲတောက်လျှောက်မီးပူပေးထားတဲ့အပြင်မကြီးနဲ့ငရုတ်စီနဲ့ဆက်ထားတဲ့တောက်ထိုးချင်းကပါလိုက်ဖက်နေတဲ့မြောက်တကုံတွေကဆိုင်လေးကိုခေါ်တော့မှပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့မြတ်တကုံနဲ့ရာချက်သားတုတ်တုဆိုင်ဒီမှာလာစားပါတော့နော်မြတ်တကုံဥိဇာလမ်းဘက်ကဝင်လာမယ်ဆိုရင်ဥပဂျန်လန်တိုင်းဝင်လာခဲ့ကျွန်တော်ဒါတခင်လေးမောင်လမ်းရောက်တဲ့ခါကျရင်ဒီထိတ်နားလေးမှာပဲရှိပါလေကျွန်တော်ဒါအနည်းဆုံးတော့မှတ်ထားမယ်ဆိုရင်ကျွန်တော်က6ထက်တိုက်ကြီးရဲ့မျက်ဆောင်တိုးလာမှာရှိရပါတော့နော်ခုံနီလေးခင်းထားပါတယ်တော်တော်များအဲ့လိုပုံစံမျိုးသိကြပါတော့ဒီမှာကျတော့ချက်သားတုတ်တုဆိုအောင်အောက်ကနေပြီးတော့၆ချက်အဖူပေးထားပါအဲ့တော့အရေးရလဲပူပူလေးနဲ့ကိုမြင်သားနဲ့စားချင်းစရာပုံစံလေးပါနော်ဟိုအင်းကရောပေးတာခေါ့အော်ရုံးမင်းနာမှာဖွင့်တာဟုတ်ပါတယ်ဒီကိုကြံကြမ်းလာဩဟုတ်ကဲ့ဘယ်ချက်အစားဖွင့်လာလဲမြင် နေရတယ်နေ့လည်းတနေရတယ်ဟာပိုင်ဆိုင်ပေးချင်တာ9နိုင်မှာပေးတယ်ညနေ9နိုင်လည်းတိတ်မဆုံးဩဟုတ်ကဲ့ခင်ဗျာတောက်တီတို့အတူလေးဆိုရင်200ဒီတို့တောက်ရှိကြီးဆိုရင်100ဟုတ်ကဲ့တချီတော့ကတော့600ခေါင်းကတော့အလုံးလိုက်ဆိုရင်400အချောင်းဆိုရင်200ဒါလည်းကြာစံတောက်တွေပါတပွဲပါနော်ပိုင်ပါကြတော့ဒီကြက်သားတုတ်ဆိုးဟင်းရီတို့ ဒါကြံတဲ့ဟာလေးစားရင်လည်းဆိုရင်လည်းကိုယ်တိုင်ပဲဒီလိုပေါ်တော့ခတ်ပြီးတော့ထည့်ရပါဘောเนาะသူကအင်ဆိုင်ပုံစံလေးဖွင့်ထားဖြစ်တဲ့ကြောင့်အဲဝန်ထမ်းလည်းတိတက်မထားထားဘူးဘောเนาะအဲ့တော့ကိုယ်အစဉ်ပြေလို့အရေးလေးထည့်အဲ့လိုတောက်စားပြင်ရှင်းပေးပါဘောเนาะဟင်းရဲ့ပုံစံလေးရကြတယ်တရုပ်နဲ့နဲ့နဲ့ငရုတ်သီးစိမ်းလေးထည့်ထားတဲ့ခါကျတော့လေအဲ့လိုစိမ့်စိမ့်ဆုဆုလေးနဲ့အနက်မှုမှုနဲ့စားခြင်းကြာပူကောင်းတာဘောเนาะဘောစားတဲ့တော့တဘောတစ်ထောင်ပါဟုတ်ကဲ့တော့ဆောင်ကြပါဦးချင်းကမကြီးသီးနဲ့ငရုတ်စီတော့ဟိုပြန်ကြိုရတယ်ဒါလေးထုတ်တော့မလားခဏ ရက်ကြတာတုတ်ထွားကြတော့စက်ညီမအသားကိုပဲတုံးတာပေါ့နော်တနာရိုက်နေ9နာရီတွင်းလောက်လာစားမဘူးအစိပ်ပိုင်းဆုံးနေရပေါ့နော်စက်ညီမအသားဖြစ်တာကြောင့်ဒီအပေါ်ရံအရေကွန်ကထွတ်ထွတ်ထွတ်လေးနဲ့ဟိုမှာအသားက

ခေါင်းထဲမှာပါတဲ့အယိုးပိုင်းနေရာအစာလေးတို့အကျော်လေးနည်းနည်းတင်းတယ်ပေါ့နော်ပြီးတော့ဒီချက်သားတုတ်ထိုးမှာကအရာသားလေးကရှိနေပါဘောနော်အမောက်တွေပါလေးရှိရခင်းအရာသားရမှာဆိုရင်ဂျင်းနဲ့မှုမှုလေးနဲ့ဟိုမှာသူ့အချိုဓာတ်လေးနဲ့တော်တော်တောက်လောက်ကောင်းအလေးရတော့အသားတူအချွတ်ကျော်လေးပေါ့ တော့ထိုးလေးတွေ့ဆုံလဲလေတေချာလေးလုပ်ပေးထားမှတည်တာရယ်စားလို့လည်းရတာရှိရယ်ဟုတ်ကျင်းမှာရောင်းနေဆိုင်တော့ရှာဒါလေးကကြတော့ကြက်ဒူးစင်းနဲ့အဲကြက်ဥလေးပေါ့နော်ဒါလေးကကုန်းတော့ကုန်းနေပြီ ွေးထွက်နေပူပူလေးဒါလေးကတော့ကျွန်တော်တို့ဟာတောက်ချောင်းနေဖြစ်ပြန်ကျွန်တော်တို့စားခဲ့တောက်ချောင်းတွေပါကျွန်တော်တို့ဒီနေ့စားခဲ့တဲ့ဆိုင်တွေကကြတော့ တခင်လေးမောင်ဆိုတဲ့စက်သားထုတ်ထိုးဆိုင်လေးပေါ့နော်ဒီဆိုင်လေးရဲ့လိပ်စာလေးကကြတော့မြောက်တကုံမြို့နယ်ဦးဝေးစာရလမ်းဘက်ကဝင်မယ်ဆိုရင်ဥပကျန်လမ်းအတိုင်းလေးဝင်လာလို့ချင်းအလေလန်လောက်မှရှိရပေါ့နော်ဒီလမ်းလေးကိုတခင်လေးမောင်လမ်းလို့လည်းခေါ်တယ်အနားမှာဆိုရင်6ထက်တိုက်ကြီးရှိရပေါ့နော်ဒီဆိုင်လေးကနေကင်းတနာရီကနေစဖွင့်တယ်အဲဆုံဆုံလင်းလင်းစားခြင်းနဲ့ဆိုရင်တော့တစ်ခွဲ2နာရီရောက်လာ9နာရီနောက်ပိုင်းဆိုရင်တော့မဆုံတော့ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါတော့မယ်နောက်လေးပိတ်ဆိုင်လေးခေါ်ရမလဲဆိုအောင်စောင့်ကြည့်ပေးပါအောင်အားလုံးပဲတက်တာ